အင်တာမိုင်ယာမီအသင်းကအသင်းကောင်းဆောင်မက်ဆီယာအသင်းမှာ2028မေဂျာလိရာသီအကုန်တီးဆက်ရှိမယ်စာအုပ်သက်တမ်းတိုးခဲ့တယ်လို့ကြေညာခဲ့ပါဗျ။မက်ဆီယာအင်တာမိုင်ယာမီအသင်းကို2023ခုနှစ်ဇူလိုင်ကနှစ်နှစ်ခွဲစာချုပ်နဲ့ရောက်ရှိလာခဲ့တာဖြစ်ပြီးအသင်းကိုအောင်မြင်မှုတွေရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။အင်တာမိုင်ယာမီအသင်းဟာအသင်းရဲ့အိမ်ဝင်အသင်းဖြစ်တဲ့မိုင်ယာမီဖရီးဒမ်ပါမှာမက်ဆီစာချုပ်ပေါ်လက်မှတ်ရေးထိုးနေတဲ့ဗီဒီယိုနဲ့သူ့ရဲ့စာချုပ်အသစ်ကိုကြေညာခဲ့တာဖြစ်ပါတယ်။မက်ဆီက ဒီမှာဆက်နေရတာကိုအလွန်ပျော်ရှင်သလိုမိုင်ယာမီဖရီးဒမ်ပတ်မှာကစားခြင်းနဲ့အိမ်မက်ကလည်းအမှန်တကယ်ဖြစ်လာခဲ့ပါပြီ။မိုင်ယာမီကိုရောက်ရှိလာခဲ့တဲ့အခါကျွန်တော်အလွန်ပျော်ခဲ့တာကြောင့်ဒီမှာဆက်ကစားရမှာကိုဝမ်းသာမိပါတယ်။ဒီလိုခမ်းနားတဲ့အာဇာကွင်ကိုအင်္ဂွေးဖြစ်ကစားရမှာကအလွန်ထူးခြားတဲ့အရာဖြစ်လာမှာပါလို့ပြောခဲ့ပါတယ်။ဘလွန်ဒီယောဆူကိုစံချိန်တင်ရှစ်ချိန်ထိရရှိထားတဲ့မက်ဆီဟာအင်တာမိုင်ယာမီအသင်းအတွက်ပွဲဥထွက်ပြီးကြတဲ့ကအသင်းဟာကွင်တွင်ကွင်ပြင်အကျိုးများများရခဲ့သလိုမေဂျာလိကလည်းပြည်သက်ကြီးရှုမှုစံချိန်တင်ခဲ့တာပါ မက်ဆီယာအင်တာမိုင်ယာမီအသင်းကိုအသင်းသမိုင်းတစ်လျှောက်ပထမဆုံးစုဖလားအပြင်2023လီဖလားရယူပေးနိုင်ခဲ့ပြီးနောက်ထပ်စုဖလားအပြင်2024စပေါ်တာရှိနေတရာဒီတွင်လီမှာအမှတ်အများဆုံးပြည်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်မက်ဆီယာတူးချင်းစုအနေနဲ့2024မေဂျာလိအကောင်းဆုံးစားသမားစုကိုရရှိခဲ့ပြီးမကြသေးမီကလည်းတရာဒီလီပြိုင်ပွဲမှာ29ကိုသွင်းက2025မေဂျာလိရွှေဘနက်စုကိုရရှိခဲ့တာပါအသက်38နှစ်အရွယ်ရှိမက်ဆီယာ 95မေဂျာလိကောင်းဆုံးဇာသမာစုအတွက်လည်းစကားတင်ဆင်းတဲ့ပါဝင်နေပြီဒီစုကိုနှစ်နှစ်ဆက်တိုက်ရရှိတဲ့ပထမဆုံးဇာသမာဖြစ်လာဖို့ရေပန်းစားနေတာဖြစ်ပါတယ်